မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်တန်းတန်းဆွေသည်2022ခုနှစ်ကရန်ကုန်ရှိသူ၏နေအိမ်တွင်လောက်ကျန်ခံရခြင်းမှမတည်ပဲလွတ်မြောက်လာပြီးနောက်သူ၏တစ္ဆာခံမှုစုလက်အဖြစ်ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးပေးရခဲ့သည်ဒေါ်တီရာဦးသည်အတင်းအကျပ်စစ်သားစုဆောင်နေသည့်စင်မူဒန်ဥပဒေအပအဝင်ဖိနှိပ်သောဥပဒေများရေးဆွဲခြင်းပြင်ဆင်ခြင်းတွင်အရေးပါသောတာဝန်များထမ်းဆောင်သောကြောင့်မင်းအောင်လိုက်နှင့်အနီးကအလုပ်လုပ်ရသည့်သဘောဖြစ်သည် ကျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရယ်နဲ့စစ်ခွေးအန်ဒရယ်မှာကင်းဝေးကြပါစေခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဆောင်းပါးတစ်ပုဒ်ကတော့စစ်ကောင်စီတစ္ဆာကံအမျိုးသမီးကိုဦးဆိုတဲ့အေယာဝရီမှဘာသာပြန်ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်အာနာသိန်းစစ်ကောင်စီအုပ်ချုပ်ရေးရန်တော်ကိုအမျိုးသားများကသာအဓိကလဲပတ်နေတော်လဲလက်တဆုပ်စာသောအမျိုးသမီးများသည်စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်၏အာနာချုပ်ကန်ရေးအထောက်မှုများကိုကူညီထောက်ပံ့နေကြသည်ကချင်အမျိုးသမီးဒေါ်ရဲဘူသည်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်အဖွဲ့ဝင်ဖြစ်ပြီး ရခိုင်အမျိုးသမီးတဦးဖြစ်သူဒေါ်အင်းနုစိန်သည်စစ်ကောင်စီ၏ဗဟိုအကြံပေးအဖွဲ့အဖွဲ့ဝင်ဖြစ်သည်စစ်ကောင်စီကိုအကြံပေးသည့်အမျိုးသမီးအကြံပေးများတွင်မြန်မာပထမဆုံးအာဏာရှင်ဦးနေဝင်း၏ချွေးမဟောင်းဒေါ်ရင်ရင်တွင်ဦးနေဝင်းကိုတစ္ဆာကံသည့်တမရဟောင်းဒေါက်တာမမောင်၏သမီးဒေါ်ရင်ရင်ဦးနှင့်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင်စစ်ကောင်စီကိုကိုစားပြုသည့်ဒေါ်ခင်ဦးလိုင်တို့ပါဝင်သည်စစ်ကောင်စီ၏ဝင်ကြီးအဖွဲ့တွင်ဥပဒေရရဝင်ကြီးနှင့်ရှေ့နေချုပ်ဒေါ်တီတာဦးရင်ကျေးမှုဒုဝင်ကြီးဒေါ်နုမြဇန်နှင့် ဗဟုပံဥက္ကဋ္ဌဒေါ်တန်းတန်းဆွေတို့သည်လူသိများသူများဖြစ်သည်မကြသေးခင်ကအထိဒေါ်သက်သက်ခိုင်းသည်စစ်ကောင်စီခန့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဖြစ်သည်ဒေါ်သောဖေဖော်ဝါရီလကယာဒူးအပြောင်းလဲလုပ်သောအခါဖယ်ရှားခံရသည်ရခင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NDE ဒဂုံမြို့နယ်ကိုစားပြုလွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး2020အထွေထွေရွေးကောက်ပွဲကိုရှင်းပြရန်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကိုထူထောင်ခဲ့သည်2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်သူသည်စစ်ကောင်စီတွင်ဝင်ကြီးရာထူးရသည် ယခုအခါဒေါ်သက်သက်ခိုင်သည် PPP ပါတီဥက္ကဋ္ဌအဖြစ်စစ်ကောင်စီကျင်းပမည်ရွေးကောက်ပွဲတွင်ပါဝင်ရန်တက်ကြွစွာပြင်ဆင်နေသည်စစ်ကောင်စီတစ္ဆာကံဒေါ်တန်းတန်းဆွေအသက်58နှစ်ရှိပြီဖြစ်သောမြန်မာဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်တန်းတန်းဆွေသည်စစ်ကောင်စီ၏ဗန္ဒာရေးကိုစီမံရာတွင်အရေးပါသောအခန်းမှပါဝင်သည်2021ခုနှစ်တွင်စစ်ကောင်စီအာဏာသိမ်းစဉ်ကသူသည်ဗဟိုဘဏ်ညွှန်ကြားရေးမှုချုပ်ဖြစ်ပြီးနောက်၄ရက်ကြာသောအခါသူကိုဗဟိုဘဏ်ဒုဥက္ကဋ္ဌရာထူးသို့တိုးပေးသည် 2022ခုနှစ်ကရန်ကုန်ရှိသူ၏နေအိမ်တွင်လောက်ကျန်ခံရခြင်းမှမတည်ဘဲလွမြောက်လာပြီးနောက်သူ၏တစ္ဆာခံမှုစုလက်အဖြစ်ဗဟုပံဥက္ကဋ္ဌရာထူးပေးရခဲ့သည်စစ်ကောင်စီဘန္နာစီမံခန့်ခွဲမှုအလွဲများ၏အကျိုးဆက်များကိုမြန်မာပြည်သူများနေ့စဉ်ခံစားနေရခြင်းတွင်ဒေါ်သန်းသန်းဆွေ၏ဗဟုပံသည်စစ်ကောင်စီအသက်ရှူရှောင်းစီရန်ရင်ဆိုင်နေရသည့်ငွေမှအကြက်အတဲတတ်တာစီရင်ကန့်သက်ချက်အမျိုးမျိုးရှာမသည်ထိုကန့်သက်ချက်များတွင်နိုင်ငံသားများကိုအမေရိကန်ဒေါ်လာများကင်ဆောင်ခွင့်ပိတ်ပင်ခြင်းနှင့် ပြင်ပဈေးထက်လွန်စွာနှိမ့်သည့်တရားဝင်သတ်မှတ်နှုန်းဖြင့်ဒေါ်လာနှင့်ကျပ်မလဲမနေရငွေလဲလှယ်စေခြင်းပါဝင်သည်စစ်ကောင်စီ၏နိုင်ငံခြားငွေအကြက်တဲကိုဖြည့်ချင်းရန်သူသည်တရုတ်အိန္ဒိယနှင့်ရုရှားတို့နှင့်ကုန်သွဲရာတွင်ကျပ်နှင့်ယွမ်ရူဘီရူဘယ်တို့ဖြင့်တရက်ငွေပေးရှေစနစ်ကဲ့သို့သောဘန္ဒာရဲ့အစီအမံများကိုဥဆောင်သည်အာနာသိမ်းပြီးနောက်တွင်ဒေါ်တန်းသန်းဆွေသည်စစ်ကောင်စီကိုအခိုင်အမာတစ်ဆာခိုင်ယုံသာမကစစ်ကောင်စီဆက်လက်ရည်တည်ရေးအတွက်လည်းအရေးပါသည် တဦးတည်းသောအမျိုးသမီးဝင်ကြီးရှေ့နေချုပ်ဒေါ်တီရာဦးလက်ရှိအချိန်တွင်ရှေ့နေချုပ်နှင့်စစ်ကောင်စီတွင်ဝင်ကြီးဌာနကင်တွေရသည့်တဦးတည်းသောအမျိုးသမီးအဖြစ်ဒေါ်တီရာဦးသည်စစ်ကောင်စီကိုဥပဒေအထောက်အကူပေးရာတွင်အ धिक အခမ်းမှာပါဝင်သည်သူသည်2021ခုနှစ်တွင်အာနာသိမ်းပြီးနောက်စစ်ကောင်စီချမှတ်ထားသည့်ကနအူးတနစ်တပ်တန်းကုံဆုံးပြီးနောက်စစ်အုပ်ချုပ်ရေးအကြိမ်ကြိမ်တပ်တန်းတိုးရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကိုလိုသလိုဖွင့်ဆိုရာတွင်အရေးပါသောအခမ်းမှာပါဝင်သည်ဒေါ်တီရာဦးသည် အတင်းအကျပ်စစ်သားစုဆောင်နေသည့်စစ်မှုထမ်းဥပဒေအပအဝင်ဖိနှိပ်သောဥပဒေများရေးဆွဲခြင်းပြင်ဆင်ခြင်းတွင်အရေးပါသောတာဝန်များထမ်းဆောင်သောကြောင့်မင်းအောင်လှိုင်နှင့်အနီးကပ်အလုပ်လုပ်ရသည့်သဘောဖြစ်သည်။အာဏာသိမ်းပြီးနောက်စစ်ကောင်စီတွင်သူထမ်းဆောင်သည့်ယာဒူးနှစ်ခုသည်မင်းအောင်လှိုင်ကသူ့အပေါ်ယုံကြည်မှုကိုထင်ရှားနေသည်။သူသည်တရုတ်နှင့်ရုရှားအပအဝင်မဟာမိတ်များနှင့်အစည်းအဝေးများဖိုရမ်များတွင်စစ်ကောင်စီကိုမကြခနကိုစားပြုသည်။ဒေါ်တီရာဦးသည်စစ်တပ်ကိုအမာခံထောက်ခံသူစစ်ကောင်စီဝင်ကြီးဦးကိုကိုလှိုင်နှင့်အတူ နယ်သာလန်နိုင်ငံတဟိမအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC တွင်လည်းစစ်ကောင်စီကိုယ်စားလှယ်အဖြစ်ကြားနာမှုများကိုတရားသောကြောင့်စစ်ကောင်စီအတွင်အ धिक ခေါင်းဆောင်အဖြစ်သူ၏အခမ်းကဏ္ဍကိုမိမောင်းထိုးပြနေသည်မြန်မာနိုင်ငံကိုယ်စားလှယ်အေဂျင့်ဖြစ်သူပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလိုင်ဦးဆောင်၍ပူးတွဲကိုယ်စားလှယ် Alternate Agent ဥပဒေရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှင်းနေချုပ် ဒေါက်တာတီရာဦးပါဝင်တဲ့မြန်မာကွန်ဆယ်ဒေါက်တီရာဦးဒီစစ်ကောင်စီမဟာမိတ်များဖြစ်သည့်တရုတ်ရုရှားဘယ်လာရုစ်တို့နှင့်စီးပွားရေးသဘောတူညီချက်များညှိနှိုင်းခြင်းနှင့်နားလည်မှုစာချုပ်လွှာများလက်မှတ်ရေးထိုးရာတွင်လည်းပါဝင်ပတ်သက်သည်သူ၏ဥပဒေကျွမ်းကျင်မှုသည်ထိုသဘောတူစာချုပ်များအစဉ်ပြေချောမွေ့ရေးအတွက်အရေးပါပြီးစစ်ကောင်စီတွင်အရေးပါဆုံးဝန်ထမ်းများအနက်တဦးဖြစ်သည်မင်းအောင်လိုင်းအကြံပေးဒေါ်ရင်ရင်နွယ်ဒေါ်ရင်ရင်ဦးနှင့်ဒေါ်ခင်ဦးလိုင်းအာနာသိမ်းပြီးနောက်မင်းအောင်လိုင်းသည်အမျိုးသမီး၃ဦးဖြစ်သောဒေါ်ရင်ရင်နွယ်ဒေါ်ရင်ရင်ဦးနှင့် ဒေါခင်ဦးလိုင်တို့ပါဝင်သည့်အကြံပေးအဖွဲ့ဖွဲ့လေသည်၎င်းတို့နှင့်အသက်83နှစ်ရှိပြီဖြစ်သောဒေါ်ရင်ရင်ရွယ်သည်စစ်ကောင်စီကိုထောက်ခံကြောင်းလူသိချင်းကြားအပြောဆုံးသူဖြစ်သည်သူသည်အယက်သားအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနှင့် NUG ပါလီမန်ဖြစ်သောပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH လက်နက်ကင်တပ်ဖွဲ့ဖြစ်သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သည်တာလီဘန်များနှင့်တူသည်ဟုဝါဒဖြန့်သတင်းဌာနများတွင်ဆွတ်ဆွဲသည်2021ခုနှစ်အာနာသိမ့်မှုနောက်ပိုင်းတွင်ဒေါ်ရင်ရင်ရွယ်သည် အာနာဖီဇန်ရဲ့လူတို့လှုပ်ရှားမှု CDM တွင်ပါဝင်သည့်ကျောင်းဆရာဆရာမများနှင့်ကျမ်းမာရေးလှုပ်သားများကိုဝေဖန်ပြီးထို့လှုပ်ရှားမှုတွင်မပါဝင်သူများအားချီးကျူးသည့်ဆောင်းပါးများစွာကိုစစ်ကောင်စီထိန်းချုပ်တရင်စာများအတွက်ရေးသားသူဖြစ်သည်ထို့အပြင်သူသည်စစ်ကောင်စီကိုထောက်ခံသည့် post အများအပြားကိုလည်းလူမှုကွန်ရက်တွင်ရေးသားပြီးတော်လိုင်းရေးအင်အားစုများနှင့်စစ်ကောင်စီကိုစန့်ကျင်သူလူပုဂ္ဂိုလ်များကိုရှုံ့ချသည်ဦးသိန်းစိန်အရက်သားအစိုးရအတူတွင်ပညာရေးအကြံပေးအရာချီးကျူးဖြစ်သည့်ဒေါ်ရင်ရင်တို့သည် ချေယိုးစင်လာကွန်ဆာဗေးတစ်ဖြစ်သည်ဟုလူသိများသည်ပညာအရဗုမိဗေဒပညာရှင်ဖြစ်တော်လဲသူသည်ခွန်လသမကယူနီဆက်တွင်1992ခုနှစ်မှ2012ခုနှစ်အထိလောက်ကန်ခဲ့သည်2012ခုနှစ်တွင်ရခိုင်ပြည်နယ်လူမှုအသိုက်အဝန်းများကြားပြိပကစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ထိုနှစ်ဩဂုတ်လတွင်ဒေါ်ရင်ရင်တွင်ခန့်အပ်ခံရသည်သူသည်ခွန်လသမကအေဂျင်စီတစ်ခုတွင်စဲစုနှစ်နှစ်ရှည်လောက်ကန်ခဲ့သောကြောင့်ကမ္ဘာအဖွဲ့အစည်းများနှင့်မြေတို့ထိတွေ့ဆက်ဆံရမည်နှင့်ပတ်သက်ပြီးစစ်ကောင်စီခေါင်းဆောင်ကိုအခါအားလျော်စွာ အကြံပေးသည်ဟုယူဆနိုင်စရာရှိသည်ဒေါ်ရင်ရင်ဦးသည်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ဆယ်စုနှစ်များစွာလုပ်ကံခဲ့ပြီးနိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍စစ်ကောင်းဆောင်ကိုအကြံပေးသည်သူသည် NLD အစိုးရအာဏာမရမီ2016ခုနှစ်တွင်ဒုညွန်ကြားရေးမှူးချုပ်အဖြစ်အနားယူခဲ့သည် အာဏာရှင်ဟောင်းနေဝင်း၏ဘဝအကြောင်းဖုံးတော်ဘွယ်ရေးသားပြီး1988ခုနှစ်တနင်္ဂနွေလုံးအုံကြွမှုအပြီးတမနာဖြစ်လာသည့်ကွယ်လွန်သူဒေါက်တာမမောင်၏တမီးဖြစ်သည်စေကောင်စီအခြားအကြံပေးတအုပ်ဖြစ်သူဒေါခင်ဦးလိုင်သည် နိုင်ငံတကာရာဇဝတ်မှုဥပဒေကျွမ်းကျင်သူဖြစ်သည်ဟုသိကြသည်သူသည် ICJ ၌ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုတွင် ခုခံရှေ့ပါရန်တာဝန်ပေးထားသည့်ဥပဒေအဖွဲ့အတွင်းရေးမှုလည်းဖြစ်သည်တဦးတည်းသောစစ်ကောင်စီဝင် အမျိုးသမီးဒေါ်တွဲဘူးအသက်64နှစ်အရွယ်ကရှင်နိုင်ငံရေးသမားဒေါ်တွဲဘူးသည်မယောင်လိုင်းခေါင်းဆောင်ပြီးအဖွဲ့ဝင်16ဦးပါသည့်စစ်ကောင်စီတွင်တဦးတည်းသောအမျိုးသမီးဖြစ်သည်သူသည်ကရှင်ပြည်နယ်ပြည်သူ့ပါတီ KSPB တွင်ဒုဥက္ကဋ္ဌဖြစ်ပြီးဦးသိန်းစိန်အစိုးရခေတ်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်တရားရုံးချုပ်ရှေ့နေဟောင်းတအုပ်ဖြစ်သောဒေါ်ဒွဲဘူးသည်2008ခုနှစ်ဖွဲ့စည်းပုံရေးဆွဲရန်ရခင်စစ်အုပ်စုကကျင်းပသည့်အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သည်2023ခုနှစ်ဖေဖော်ဝါရီလတွင်စစ်ကောင်စီကစစ်အုပ်ချုပ်ရေးတပ်တန်းတို့ပြီးမကြမီဒေါ်ဒွဲဘူးကိုကချင်လူမျိုးစုကိုစားပြုကိုယ်စားလှယ်ဟု ဆိုကာစစ်ကောင်စီတွင်ခန့်အပ်သည် လက်ရှိအချိန်ထိနှစ်နှစ်တပ်တန်းရှိသည့်သူ၏ယာဒူးတပ်တန်းအတွင်တာဝန်များတွင်အရှိန်အအားဖြင့်နေပြည်တော်မှအာကစားအခမ်းအနားများတက်ရောက်ဆုရှိမြင်ခြင်းပါဝင်သည် တို့ဒီစစ်ကောင်စီအစီအစဉ်များကိုအားပေးရန်နှင့်လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ရန်အတွက်ကချင်ပြည်နယ်မှပညာရေးစီးပွားရေးဘာသာရေးကောင်းဆောင်များနှင့်လည်းအခအားလျော်စွာ တွေ့ဆုံသည်စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့မှတအူးတဲ့သောအမျိုးသမီးဒေါ်အေးနုစိန်2021ခုနှစ်အာဏာသိမ်းမှုအပြီးတွင်ဒေါ်အေးနုစိန်ကိုစစ်ကောင်စီတွင်ခန့်သည်ထို့နောက်2023ခုနှစ်တွင်အသစ်ဖွဲ့စည်းလိုက်သည့်ဗဟိုအကြံပေးအဖွဲ့သို့အခြားစစ်ကောင်စီဝင်များနှင့်အတူပို့ဆောင်ခံရသည်ထိုအဖွဲ့ပေါ်ပေါက်လာသည်မှာနှစ်နှစ်ကြာပြီဖြစ်တော်လဲ နေပြည်တော်တွင်ရုံးကမ်းမရှိသေးပြီရခိုင်အမျိုးသားပါတီ ANP ပြောခွင့်ရသူဒေါ်အေနုဆိုင်ဟာသူသည်ရခိုင်ပြည်သူများ၏အကျိုးစီးပွားကိုထမ်းဆောင်ရန်စစ်ကောင်စီတွင်ပါဝင်သည်ဟုပြောသည်သူ၏တရားဝင်အခမ်းအနားရှိတယ်တော်လဲဥရောပသမဂ္ဂကပိတ်ဆို့အရေးယူခံရသည့်ထိုအမျိုးသမီးသည်မြည်သည့်လောက်ပိုင်ခွင့်မှမရှိဘဲစစ်ကောင်စီ၏ရုပ်သေးရုပ်ဖြစ်သည်ဟုသတ်မှတ်ခံရသည်နေပြည်တော်တွင်စစ်ကောင်စီကပေးသည့်နေရာထိုင်ခင်းနှင့်လစာယူပြီးကျေနပ်နေသည်။မဲအောင်လိုင်းကိုပုံပြောပြသူရင်ကျင်းမှုဒုဝန်ကြီးဒေါ်နုမြဆန် မဲအောင်လိုင်းသည်သူ့ကိုယ်သူဘရင်အဖြစ်သတ်မှတ်လို့ဒီမှာမြန်မာတွင်လူတိုင်းသိသည် အာနာသိမ့်ပြီးနောက်သူ့ကိုယ်သူဘာသာတရားကိုင်းဆိုင်သည့်နိုင်ငံကောင်းဆောင်ဖြစ်ကြောင်းပုံဖော်ရန်အယယလှုပ်ဆောင်ပြီးကမ္ဘာအကြီးဆုံးထိုင်တော်မူဗုဒ္ဓရုပ်ဘွားတော်ထုလုပ်ခြင်းဘုရားများကိုထီးတင်ခြင်းစင်ပြူတော်ပေါ်ကြောင်းကြေညာခြင်းကြီးမားသောဗရမများကြီးတူးဖို့တွေးကြည့်ခြင်းစသည့်ရောရာအစဉ်အလာဘရင်လုပ်ငန်းဆောင်တာများကိုလုပ်ပြသည်ရုရှားသမ္မတဗလာဒီမာပူတင်နှင့်မင်းအွန်လိုင်းမကြသိမီကတွေ့ဆုံခြင်းအပါအဝင် သူ၏လောက်ရတိုင်းကခေတ်သစ်ဗမာဘရင်အဖြစ်သူ့ကိုယ်သူပုံဖော်ရန်စိတ်ဖိစီးနေကြောင်းပြသနေသည်ထိုအချိန်တွင်ရခိုင်လူမျိုးဖြစ်သည့်ရင်ကျင်းမှုဒုဝင်ကြီးဒေါ်နုမြဆန်သည်ရှေးဟောင်းမျိုးများနန်းတော်များကျုံးများနှင့်ရခင်ဘရင်များကိုးကွယ်သည့်ဖျားများ၏တမိုင်းကိုရှင်းပြသည့်အခန်းမှပါဝင်ရသည်ထိုခရီးစဉ်များအတွင်ဒေါ်နုမြဆန်ကိုမယောင်လိုက်၏ဇနီးဒေါ်ကျူကျူလှနှင့်အတူတွေ့ရသည် ချိခေဘရင်များ၏ကြီးကျယ်ခမ်းနားမှုဒေါ်ဝင်နန်းတော်များ၏ခမ်းနားမှုမျိုးရိုးများ၏ခိုင်မာမှု ခံကြုံများကိုစနစ်တကျတိဆောက်မှုနဲ့ပတ်သက်သည့်သူ၏အသေးစိတ်တင်ပြချက်များသည်ဘရင်ယူမယောင်လိုက်အတွက်စိတ်ကြည်နှက်เสียဖြစ်စေပုံရသည်ဒေါ်အင်းနုစိန်နှင့်ဒေါ်နုမြဆန်ကဲ့သို့သောရခိုင်ကောင်းဆောင်များကိုမယောင်လိုက်ခန့်မှုသည်ရခိုင်လူမှုအတိုင်အဝင်းများကိုစီယုံဆွဲဆောင်ရန်ကြိုးစားမှုအဖြစ်မြင်ကြသည်2023ခုနှစ်တွင်ရခိုင်ပြည်နယ်မြို့တော်စစ်တေမှကလဒန်မြေကြောင်းစီမံကိန်းကိုတွားရောက်စစ်ဆေးသည့်ခရီးစဉ်တွင်ဒေါ်နုမြဆန်ကိုသူ၏ဘေးတွင်ထပ်တွေ့ရသည် ခင်မိုးနဲ့လုံးဝလိုက်ဖက်နေသောရာဇဝတ်ကောင်ဒေါ်ဂျူဂျူလစစ်အာဏာသိမ်းပြီးနောက်၄နှစ်ကျော်အတွင်းမြန်မာပြည်သူများ၏ဘဝအများဖျို့ဖျဲဖြစ်နေစဉ်ဒေါ်ဂျူဂျူလသည်မင်းအောင်လိုင်းနှင့်အနီးကပ်ဆုံးအဖော်အဖြစ်အရေးပါသောအခန့်ကဏ္ဍမှပါဝင်ပြီးသူ၏လောက်ရများကိုမိသားစုအတွင်းမှမနာမနေထောက်ခံအားပေးသည်မြန်မာသားကတိကဟောင်းဖြစ်ပြီးစစ်ကောင်းဆောင်ထက်နှစ်နှစ်ကြီးသောဒေါ်ဂျူဂျူလသည်မင်းအောင်လိုင်း၏ခရီးစဉ်အများစုတွင် အတူလိုက်ပါပြီးဧည့်သည်တော်မှတ်တမ်းများတွင်သူရေးသားသည့်များကိုအသေးစိတ်ကြည့်ကြသည် သူသည်စစ်တပ်ကသို့မဂဇင်းများတွင်တီရိပြည့်စုံပြီးကလောင်အမိဖြစ်ကဗျာများရေးသားပါဝင်ပြီးစစ်တပ်ကိုအမော့တင်ကပိုလောင်းများကိုရှီကျူးသည်အာနာသိမ့်ပြီးနောက်၎င်းတို့၏သားသမီးများဖြစ်သည့်အောင်ပြည့်စုံနှင့်ခင်တီရိတမွန်သည်ဖခင်၏အာနာကိုအတုံးချပြီး၎င်းတို့၏စီးပွားရေးအင်ပါရာကိုရှေ့ထွင်ကြသည်၎င်းတို့၏လုပ်ငန်းများတွင်စစ်တပ်နှင့်ပတ်သက်သည့်စက်မှုလုပ်ငန်းများကျန်းမာရေးစောင့်ရှောက်မှုစောက်လုံရေးဟိုတယ်လုပ်ငန်းနှင့်မကြသိမ့်မီကဖခင်ဖြစ်သူအားပေးနေသည့်လျှက်စစ်မော်တော်ယာဉ်နှင့်ဆိုလာစီမံကိန်းများအထိပါဝင်သည် ထိုးလုပ်ငန်းများသည်၎င်းတို့ကိုမြန်မာမှထိတ်တန်းခရိုနီမိသားစုများတွင်ပါဝင်သွားစေသည်မင်းအွန်လိုင်းကသူသည်စစ်တော်ရဲများကြောင့်မိသားစုနှင့်အချိန်မမျှမပေးနိုင်ပဲမိသားစုကိစ္စစီစဉ်ခြင်းနှင့်သာသမီများအားမြေတောင်မြောက်ရှင်းကိုဒေါ်ဂျူဂျူလာထံလွှဲထားသည်ဟုရုရှားမီဒီယာတစ်ခုသို့ပြောသည်စစ်ကောင်စီအောက်၌နိုင်ငံသည်စင်းရဲတွင်တွင်နေမြုံနေစဉ်ဒေါ်ဂျူဂျူလာသည်နိုင်ငံတကာအဆင့်မြင့်အလွန်တန်ဖိုးကြီးသည့်ကုန်ပစ္စည်းအမတ်တရစိတ်များနှိမ့်ဆိုင်မှုကိုကြွားဝါရာတွင်အချက်မရှိပေ ာနာသိမ့်ပြီးနောက်သူသည် စုစုပေါင်းဒေါ်လာ2,850,000တန်သည့်လက်ကန်အိမ်များဖြင့်တွေ့ရသည်စစ်အာဏာရှင်ဟောင်းဦးတန်းရွှေဤဇနီးဒေါ်ကြကြိုင်ကဲ့သို့ပင်ဒေါ်ကျူကျူလာသည်စစ်တပ်ထိပ်တန်းခေါင်းဆောင်အဖြစ်သူ့ကိုယ်သူတည်ဆောက်သည်မင်းအောင်လိုင်းသည်မြန်မာနိုင်ငံ၏အဆင့်မြင့်ဆုံးဂုံတူးဆောင်ပွဲများအနက်တစ်ခုဖြစ်သောအဂမဟာတီရီသူရမတင်ကြီးပွဲကိုသူဇန်ဒီအားပေးအပ်ပြီးစစ်ကောင်စီအတွက်ဒေါ်ကျူကျူလာအရေးပါကြောင်းအတိအမှတ်ပြုလိုက်သည်တစက်ထဲမှာပဲအရာဝတီမှစောင်းပါရှင် အောင်တူရရေးသားတဲ့ ေါ်ဂျူဂျူလာနဲ့သူ၏တံပိုးကြီးလက်ကန်အိတ်များဆိုတဲ့စောင်းပါးကိုရှင်တွဲပြီးဖတ်ပြပေးလိုက်ပါရခင်ဗျာအာနာသိန်းစီကောင်းဆောင်မဲအောင်လိုင်းဤဇနီးဒေါ်ဂျူဂျူလာကင်သောလက်ကန်အိတ်15လုံးဤတံပိုးမှာအမေရိကန်ဒေါ်လာ2,905ကျော်ရှိသည်မြန်မာငွေနှင့်တွက်ပါကလက်ကန်အိတ်15လုံးဤတံပိုးမှာကျပ်သိန်းပေါင်း3သိန်းကျော်ဖြစ်သည်မီဒီယာများတွင်ဖော်ပြခဲ့သောဓာတ်ပုံ ဗီဒီယိုများထဲမှာဒေါ်ဂျူဂျူလာကင်ခဲ့သည့်ထင်ထင်ရှားရှားတွေ့ရသောလက်ကင်အိတ်15လုံးဤဈေးနှုန်းကိုတွက်ဆက်ထားခြင်းဖြစ်သည်ဟုအဆိုပါအချက်အလက်ကိုသူတည်တနာပြုထားသူတဦးကဆိုသည်ဒေါ်ဂျူဂျူလာသည်တယောက်ကြားတက်ရှုပ်ဖြစ်သည့်အချိန်မှစ၍ကဘာကျော်အကောင်စားလက်ကင်အိတ်များလက်ပတ်နာရီများနှင့်အဝေးအစားများကိုပုံစံမျိုးစုံဝတ်ဆင်လာသည်ကိုတွေ့ရသည်ဒေါ်ဂျူဂျူလာကင်ခဲ့သည့်လက်ကင်အိတ်များထဲတွင်ကဘာကျော်အမတ်တစိုက်ဖြစ်သော Hamas အား အယောင်မျိုးစုံပြောင်းကင်ကြောင်းတွေ့ရပြီး LV အမှတ်တရစိတ်လက်ကင်အိမ်များကိုလည်းကင်ကြောင်းတွေ့ရသည်ဒေါ်ဂျူဂျူလာကင်ခဲ့သည့်လက်ကင်အိမ်များအနက်ဈေးအကြီးဆုံးလက်ကင်အိမ်မှာ Hermes တရစိတ်အနက်ရောင်ဖြစ်ပြီး American Dollar 9,9500တန်ကြီးရှိသည်မြန်မာငွေနဲ့တော်ပါက3,3100ကျော်တန်ကြီးရှိသည်အဆိုပါလက်ကင်အိမ်ကိုမိချောင်းတရေဖြစ်ပြုလုပ်ထားပြီးရွှေအစ်စ်များပါထည့်သွင်းအသုံးပြုထားသည်အဆိုပါလက်ကင်အိမ်ကိုဒေါ်ဂျူဂျူလာသည် 2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ကတာရှိလိမ့်မြို့ငကားနှကောင်ကျောင်းတိုက်တွင်ပြန်လုံတော်မူသွားသည့်ဗရာဏနာယကဆရာတော်ကိုတွားရောက်ဖူးမျောစဉ်ကင်ခဲ့သည့်လက်ကင်အိဖြစ်သည်ထို့အပြင်2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစစ်တွင်မြို့လောကနန္ဒာဇေဒီတော်ကြီးနှင့်တန်ဃာတော်များအားဝါဇိုသင်္ကန်းကပ်လူသည့်ပွဲတွင်ဒေါ်ကျူကျူလာကင်ခဲ့သည့်လက်ကင်အိတံဖို့မှာဟာမတ်စ်အမျိုးအစားအပြရောင်ဖြစ်ပြီးအိတံကြီးမှာအမေရိကန်ဒေါ်လာ3400 200တန်ကြီးရှိသည်မြန်မာငွေနှင့်ဒေါ်လာကအဆိုပါလက်ကန်အိတ်တန်ဖိုးမှာ3200ကျော်ဖြစ်သည်ဒေါ်လာ3400ကျော်ပေးရသော Hermes လက်ကန်အိတ်ကိုတရည်အမှုစားတူကိုလဲသာဖြစ်ပြုတ်လုထားပြီးရွှေသားအစစ်အချို့ပါထဲ့သွင်းအလှဆင်ထားသည်အာနာသိမ့်ပြီးနောက်ပိုင်းဒေါ်ကျူကျူလာအနေဖြင့် Hermes အမတ်တစိလက်ကန်အိတ်များကိုပုံမှန်သုံးစွဲလာကြောင်းလဲဒေါ်ကျူကျူလာ၏လက်ကန်အိတ်များအားစောင့်ကြည့်လေ့လာနေသည့်သူတွေတီကဆိုသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်မီဒီယာများတွင်ဖော်ပြခဲ့သောဓာတ်ပုံဗီဒီယိုများအရဒေါ်ကျူကျူလာကင်ခဲ့သည့်ဟာမတ်အမှတ်တရစိတ်အယောင်မတူသည့်လက်ကင်အိတ်၈လုံးရှိသည်အဆိုပါဟာမတ်လက်ကင်အိတ်၈လုံးအနက်ဈေးအနည်းဆုံးလက်ကင်အိတ်ဤတန်ဖိုးမှာ အမေရိကန်ဒေါ်လာ4,999တန်ကြီးရှိသည်မြန်မာငွေနှစ်တော့ပါက3,200ဝန်းကျင်ရှိသည်အဆိုပါလက်ကင်အိတ်အား2024ခုနှစ်မတ်လ18ရက်နေ့ကကျင်းပသောဗကုမြို့ဥဒ္ဒါမြို့သစ်ကြိုက်ပညာရဇေဒီတော်ကြီးအနေကစားတင်သည့်အခမ်းအနားတွင ဒေါ်ကျူကျူလာကင်လာခဲ့ခြင်းဖြစ်သည် အာနာမသိငင်ဒေါ်ကျူကျူလာအနေဖြင့် LV အမှတ်တရစိတ်လက်ကန်အိတ်များကိုအသုံးပြုမှုများသည်ဟုလည်းဆိုသည်2018ခုနှစ်အောက်တိုဘာလ20ရက်နေ့ကမြိုင်ကြီးကိုဆရာတော်ဇာပနကျင်းပ၏အခမ်းအနားသို့လာရောက်စဉ်ကဒေါ်ကျူကျူလာသည် LV Van Don MM တရစိတ်အမဲရောင်လက်ကန်အိတ်ကိုကင်ခဲ့ပြီးအဆိုပါလက်ကန်အိတ်ဤတန်ဖိုးမှာ American Dollar 9650တန်ကြီးရှိသည်2019ခုနှစ် ဇူလိုင်လ9ရက်နေ့ကအိန္ဒိယနိုင်ငံသို့တောရောက်ခဲ့သည့်ခရီးစဉ်တွင်ဒေါ်ဂျူဂျူလကင်ခဲ့သည့်လက်ကင်အိတ်မှာ AV အမှတ်တရစိတ်ဖြစ်ပြီးအမေရိကန်ဒေါ်လာ3,889တန်ကြေးရှိသည်ထူးထူးခြားခြား2024ခုနှစ်အောက်တိုဘာလ2ရက်နေ့ကနေပြည်တော်တွင်ကျင်းပသည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ညစာစားပွဲသို့တက်ရောက်လာသောဒေါ်ဂျူဂျူလကင်သည့်လက်ကင်အိတ်မှာ YSN တစိတ်ဖြစ်ပြီးအဆိုပါ လက်ကင်အိတ်ဤတန်ဖိုးမှာအမေရိကန်ဒေါ်လာ2,100ရှိသည်အဆိုပါ YSN အမတ်တစိတ်လက်ကင်အိတ်အမျိုးအစားကိုထိုနေ့တနေ့တည်းသာကင်ခဲ့သည်ကိုလည်းလေးလာတွေ့ရှိရသည်ရခိုင်ပြည်နယ်တန်တွဲမြို့ကျေးရွာလေးတူရွာမှကြီးပြင်းလာခဲ့ပြီးရန်ကုန်တက္ကသိုလ်တွင်မြန်မာစာအထူးပြုတန်းတက်ရောက်ခဲ့သောဒေါ်ဂျူဂျူလာသည် ယခင်ကထိုကဲ့သို့တိန်ထောင်ချီလက်ကင်အိတ်များမကင်နိုင်ခဲ့ပြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ချုပ်ဖြစ်ပြီးနောက်ပိုင်းတဖြည်းဖြည်းကြီးပွားချမ်းသာလာခြင်းဖြစ်သည်ရခိုင်တိုင်းရင်းသူတအုပ်ဖြစ်သူဒေါ်ဂျူဂျူလာသည်ရခိုင်ပြည်နယ်အောက်နတ်မော်ကျေးရွာအောက်စု ဇီးကျွန်းကျေးရွာသူတဦးဖြစ်သည်ဆယ်တန်းအောင်မြင်ပြီးနောက်ရန်ကုန်တက္ကသိုလ်တွင်တက်ရောက်ပညာသင်ကြားခဲ့ပြီးမြန်မာစာအဓိကဖြင့်ဘွဲ့ရရှိခဲ့သည်ထို့နောက်ရန်ကုန်တက္ကသိုလ်နှင့်တောင်ကြီးဒီဂရီကောလိပ်တို့တွင်မြန်မာစာကတိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူသည်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေဖြင့်စစ်တက္ကသိုလ်မတက်ခင်ရန်ကုန်တက္ကသိုလ်၌ဥပဒေပါတာအထူးပြုဖြင့်ကျောင်းတနှစ်တက်ခဲ့စဉ်ဒေါ်ဂျူဂျူလနှင့်ဆုံခဲ့ခြင်းဖြစ်သည်ဒေါ်ဂျူဂျူလသည်စစ်ကောင်းဆောင်နှင့်အသက်အားဖြင့်ကြီးပြီးစစ်ကောင်းဆောင်ကဒေါ်ဂျူဂျူလကိုကြောက်ရွံ့သူဖြစ်သည် စစ်ကောင်းဆောင်ဤသားသမီးများမှာမြန်မာနိုင်ငံတွင်အကျိုးအမြတ်များသည့်ဆက်သွယ်ရေးလုပ်ငန်း၊စွမ်းအင်လုပ်ငန်း၊စောက်လုပ်ရေးလုပ်ငန်း၊ဆေးဝါးတင်သွင်းခြင်းလုပ်ငန်း၊လက်နက်ခဲယမ်းထုတ်လုပ်ခြင်းလုပ်ငန်း၊လေယာဉ်အပိုပစ္စည်းဝယ်ယူသည့်လုပ်ငန်း၊ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းစသည့်လုပ်ငန်းပေါင်းစုံ လောက်ကင်လာသည့်ခရိုနီကြီးများဖြစ်လာခဲ့သည်။ထို့ကြောင့်လည်းယခုလိုတန်ဖိုးကြီးလက်ကင်အိမ်များအားဝယ်ယူသုံးစွဲနိုင်ခြင်းဖြစ်သည်ဟုလည်းလေလာသူများကဆိုသည်။အချို့သော လက်ကင်အိမ်များမှာ သူကိုယ်တိုင်ဝယ်ယူခြင်းဖြစ်နိုင်ပြီးအချို့မှာ ခရိုနီသတိကြီးများကလက်ဆောင်ပေးခြင်းလဲဖြစ်နိုင်သည်ဟုလေးလာသူများကပြောသည်ဒေါ်ကျူကျူလာသည်ဒေါ်အောင်ဆန်းစုကြည်၏ဂုံတရင်ကြော်ကြားမှုအားမနာလိုဖြစ်ကာပုံကိုရဲ့အရာမုံတီသူတို့ဖြစ်သည်ဟုလဲ CDM စစ်ဘုတ်အတိုင်းဝိုင်းကဆိုသည်အဆုံးထိထားတော်မူတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်